ဲ့တော့အခုက Sagittarius တမားလေးတွေတော့ပါကျွန်တော်ဖျောင်းနေထုံတာဒီမှာဟောဖြစ်သွားရင်ငြိမ်းသွားရင်ကုန်ပါရဲ့အဲ့တော့ Sagittarius တမားလေးတွေအဲကျွန်မအပါဝင်ပေါ့လေဆိုတော့ခုနလပိုင်းရဲ့ message ကိုအတူတူကြည့်ပါမယ်ကျွန်မဒီလေ Sagittarius ဖြစ်ပါတယ်ဆိုတော့ ကဲစကြတေဒီယက်သမားလေးတွေတည်တဲ့အတိုင်းပဲစကြတေဒီယက်သမားလေးတွေရောငွေအတုံးဆွဲအရန်ကြံကြတယ်ငွေအတုံးဆွဲကြံတယ်ဟုတ်စကြတေဒီယက်တွေငွေအတုံးဆွဲကြံတယ်လက်ထဲမှာပတ်စံရှိရင်တော့အပစံဘယ်လိုကိုအောင်သွားအောင်လဲဆိုကျွန်မတို့ပဲအဲ့တော့စကြတေဒီယက်သမားလေးတွေငွေချေးနဲ့ပတ်သက်ပြီးတော့မှ balance ဖြစ်အောင်နေပါဒီခုနှစ်လပိုင်းမှာ နော်ဟန်ချက်ညီညီနေပါနော်ငွေကိုထင်တိုင်းကျဲပါနဲ့ထင်တိုင်းမသုံးပါနဲ့ကိုကိုဟန်ချက်ညီနေမှာအဆင်ပြေမယ်တစ်ဖက်စွန်းရောက်သုံးလုံသွားရဲ့လက်ဖွာသွားရဲ့လည်းမကောင်းဘူးသူခုနလပိုင်းအနေစားပြီးတော့မှငွေအကြီးနဲ့ပတ်သက်ပြီးတော့မှဟန်ချက်ညီသုံးဆွဲပါဟန်ချက်ညီညီအမ် မြတ်မြတ်တာတာပေါ့နော်ဝင်ငွေထွက်ငွေနော်ကိုဝင်ငွေထွက်ငွေမြတ်တာပါစေကိုမှရှိတဲ့အရာနော်နောက်ကွာကြတော့ဟန်ကူဖို့လည်းမနေပါနဲ့ဝါမရှိပဲလေဝိမလုပ်ကြပါနဲ့နော်စစ်တေးရီရဲ့စမားလေးတွေကိုမာတာပါကျမအပါဝင်ဖို့လေဆိုတော့အဲ့တော့ဝေးချေးရင်းနဲ့ပတ်သက်ပြီးတော့လက်ပွာတဲ့ကြရဲတနာဟွာဖြစ်ကြရဲဆိုတော့အဲ့တော့အာအရာရာအပေါ်မှာဟန်ချဲညီညီနေပါနော်ဟန်ချဲညီစွာနေပါနောက်တစ်ခုကတော့ဒီမှာ major gap ကလေးကြရဲ major gap ကလေးကကြတော့ပါလေးလဲဆိုတဲ့ခါကြောင့်အောင်မြင်မှုတစ်ခုခုအဲ့တော့ခုနလပိုင်းမှာမိမိတို့လှုပ်ဆောင်နေတဲ့အရာပေါ့နော်ဆိုတော့အစပြုမှာမဟုတ်မိမိတို့အရင်ကလှုပ်ဆောင်ခဲ့တဲ့အရာတွေကဒီခုနလပိုင်းမှာပြီးပြက်ပြီးတော့မှအောင်မြင်မှုကိုမြင်ရမယ်ပြီးတော့မိမိတို့အရင်ကနေပြီးတော့စ run လာခဲ့တာပေါ့နော်ဆိုတော့နှစ်စလို့ထားပါတော့နော်နှစ်စနေစပြီးတော့မှစ run လာခဲ့တဲ့အရာတွေ င်နန်းနေအလုတ်ကိုင်းနေစသဖြင့် plan နေဒီကဒီ9လပိုင်းနဲ့မှာအပြီးသက်အောင်မြင်ပြီးတော့မှာ relax လုပ်ရမယ့်အရာတွေ့ရတယ်။အဲ့တော့အဲ့ဒီအောင်မြင်မှုကလည်းကိုယ့်အတွက်ပေါ့နော်အသေးချာတဲ့ပြီးဆုံးတာတချို့ကျတော့လည်းပြီးဆုံးနေဆိုပေမဲ့လည်းအောင်မြင်မှုမရဘူးပေါ့နော်။ဒါပေမဲ့ Sagittarius တမလေးအနေနဲ့က9လပိုင်းမှာမိမိတို့စပြိုခဲ့တဲ့စတင်ခဲ့တဲ့လှုပ်ဆောင်ခဲ့တဲ့အရာတွေဒီ9လပိုင်းမှာ ပြီးဆုံးပြီးတော့မှတပြိုင်နက်ထဲမှာလည်းအောင်မြင်မှုတွေရဖို့ရှိပါတယ်တဲ့နောက်တစ်ခုကကျတော့စကြေတီးတီးရဲ့စမားလေးတွေအနေနဲ့ပါလို့ကိုလိုအပ်လဲဆိုမိမိတို့ကယုံထွက်နိုင်တဲ့အတန်းနဲ့ drummer တွေမှမနေပါနဲ့နော်ဆိုတော့အခါကျတော့ကိုယုံထွက်လို့ရတဲ့အရာတွေပေါ့နော်ဆိုတော့ جماعه ကိုပြောနေတယ်ခင်ဗျ جماعه အခုလောလောဆယ် جماعه လေးအရန် drummer တွေမှနေနေ drummer wall တွေမှ جماعه တအားရောက်နေအောင်ဆိုတော့ جماعه ကိုလာပြီးတော့ quality message ပေးနေတယ်လို့ပဲအဲ့တော့စကြေတီးတီးရဲ့စမားလေးတွေဒီ လွတ်ချလို့ရမယ့်အရာကိုယုံထွက်လို့ရနိုင်တယ်ဆိုတာလည်းသိတယ်။အဲ့ဒရမာကြီးတည်းမှာမနေနေနေတဲ့တေချာယုံထွက်နော်အဲ့ဒီလိုမျိုးဟိုဘောရခဏပြောတဲ့ အဲပန်းနုသွေးအရန်ဆန်နေတဲ့အမျိုးဒါပေမဲ့တချို့ကျပန်းနုသွေးရဆိုတော့ဘာလို့ပြောတော့မဟုတ်ပါဘူးတကယ်ကိုလှုပ်ချဖို့လိုအပ်နေကိုယုံထွက်ဖို့လိုအပ်နေတဲ့အရာပေါ်မှာအဲ့ဒါကို attachment နေထားပြီးကိုကိုကိုမချိနှောင်ထားနေနော်ဒါဆိုကိုကိုကိုချိနှောင်ကြတာပုံများတယ်ဒီမှာဆိုရင်ကိုကိုကိုမချိနှောင်မဲနဲ့တေချာယုံထွက်ဖို့လိုကိုလိုအပ်လိမ့်မယ်ဒီခုနလပိုင်းထဲမှာအဲ့တော့ဘယ်လို attachment နေလဲကိုပိုင်ကိုပြန်စဉ်းစား မိမိမှာဘာ attachment တွေရှိရလဲလွတ်ချဖို့ရရတဲ့ attachment တွေအဲ့ attachment တွေဆိုတဲ့သဘောတဘာဝကအလုတ်ကင်ဟောင်းနေနော်ရီးစားတယ် relationship တွေအလုတ်ကင်ဟောင်းနေအဲနောက်တစ်ခုကတော့ပြဿနာရဲ့ဟောင်းနေအရင်တော့ကဖြစ်ခဲ့တဲ့ event တွေအဲ့ဒါတွေကကိုလက်တင်ကိုလှုပ်ခဲ့ပြီးကိုဘွားမှာလက်လွတ်ထားခဲ့ပြီးလို့ကိုဆုံးဖြတ်ထားတဲ့အတန်းနဲ့တပြိုင်တည်းထဲမှာ လာပြီးတော့ပြင်းပြပေါ်တတ်တာမျို ပေါ့အဲ့ဒါတွေကလည်းတကယ်ကိုလွတ်ချလို့ရတာတန်တယ်ကိုမလွတ်ချပဲနဲ့ဖန်တရားထက်တလဲလဲဒရမာပြင်းပြင်းမျိုးချိုးတဲ့တာမျိုးလေးပေါ့နော်ဒရမာချိုးတယ်ဆိုတာအရင်ကြီးကိုကိုဗစ်တန်အနေနဲ့ဒရမာချိုးတော့ပြောတာမဟုတ်ဘူးเนาะဆိုတော့အဲ့ဒီဒရမာဆက်ထဲမှာကိုကခဏခဏဝဲလဲနေတာမျိုးပေါ့နော်ဆိုတော့အဲ့ဒါရင်လည်းပတ်သက်ပြီးတော့မမီမီကိုယ်တိုင်ကလည်းယုံထွက်လို့ရတယ် မိမိကိုယ်တိုင်းကလည်းအဲ့ဟာရင်းနဲ့ပတ်သက်ပြီးကြော်လွားနိုင်တဲ့ဟာရှိတယ်။အဲ့ဒီ attachment တွေကသူများကလာနောင်ထားတာမဟုတ်ကိုကယူထားတာ။အဲ့တော့အဲ့ဒီကိုယူထားတဲ့ attachment တွေကိုဒီခုနှစ်လပိုင်းထဲမှာလည်းထပ်မယူနဲ့ဖြတ်တောက်ခဲ့တော့ ြတ်တောက်ခဲ့တော့အပီးဖြတ်တောက်ခဲ့တော့အဲ့တော့အဲ့ဒီလိုမျိုးအပီးဖြတ်တောက်ရမယ့်အရာတွေဆိုရင်ဒီခုနှစ်လပိုင်းထဲမှာပဲမိမိတို့အနေနဲ့အောင်မြင်မှုပြီးမြောက်မှုနဲ့ relax အနားယူရပြီအဲ့တော့ခဏပြောရဲကိုဖြတ်တောက်လို့အတင်းနဲ့ဖြတ်တောက်လို့ရမယ့်အရာတွေ relationship တွေ communication ဘိုင်းတွေနဲ့ပတ်သက်ပြီးတော့မှဖြတ်တောက်ရရမယ့်အရာတွေဆိုဖြတ်တောက်ထားခဲ့လွတ်ချထားခဲ့ပြီးသွားရင်အဲဟာတွေနဲ့ပတ်သက်ပြီးတော့ coolness ယူဟိုဟာလို့အဲ့တော့နောက်တစ်ခုကျွန်တော်ခဏပြောရဲကိုယ့်ရဲ့ physical mental နော်စိတ်ရောကိုယ်ပါဟန်ချက်ညီညီနေရမယ်တပြိုင်တည်းထဲမှာလည်းငွေရေးကြီးရေးလို့ပြောရင်အရာရာပုံမှာ balance ညီနေရမယ်ဝင်ငွေထွက်ငွေ relationship ကိုယ့်ရဲ့ professional personal ကိုယ့်ရဲ့ mental physical စသဖြင့်ပြီးတော့ mind body spirit စသဖြင့်ပေါ့နော်ကိုယ့်ရဲ့ mind body soul စသဖြင့်အားရရလဲဟန်ချက်ညင်ညင်နဲ့နေရမယ်တဲ့နော်ဆိုတော့ Sagittarius တွေကိုတော့ blessing နဲ့ lesson တွေဆိုတာတဲ့ကိုလုံရင်ဒါနင်ဒီဟာဖြစ်ချနိုင်တော့နင်တို့အောင်မြင်မှုတွေရမယ်နင်ဒီလိုလေး balance ဒီရှိရှိနေတတ်တယ်ဆိုတော့နင်နင်တို့ကအာနောက်ထပ်အဲဒီဟိုပါပေါ့နော် success တစ်ခုကိုရောက်မယ်ဆိုတော့ pub တစ်ခုကိုရောက်မယ်ဆိုတဲ့ဟာမျိုးပေးနေပါတယ်ဆိုတော့ကျမပါဝင် Sagittarius သမားလေးတွေဖြတ်ချရမယ့်အရာတွေကိုဖြတ်ချပါလွတ်ချရမယ့်အရာတွေကိုလွတ်ချပါ attach တွေတွဲထားပါနဲ့ဘဝကို ဟန်ကျက်ညီညီနေထိုင်မှာအဲ့အမျိုးဆိုရင်တော့ကိုဒီအဲ့ဒီအရာတွေကနေလွတ်မြောက်ပြီးမှတကယ် agent မှုနဲ့စိတ်ရောကိုယ်ပါ အနားယူနိုင်မှုတွေစီကို ပြန်ရောက်มาပါတဲ့เนาะ